ပြောင်းလဲလို့မတော်ပါနဲ့ လောင်းဘေးနားမှာထိုင်မဲ့သူရှိရင်ဘူးမှလည်းမရှိပဲနဲ့ရှောက်ပြောနေပြန်ပါကိုကောကလည်းဘေးကလူရဲ့တမျိုးထင်နေကိုပြောမလို့လားတို့လည်းတို့အောင်နေတို့ပါကိုကောကလည်းလောင်းကပြောခတ်တယ်ကွာခတ်ခတ်ပဲကိုကောဘာပြောပြောလောင်းကတော့ကိုကိုဘေးနားမှာထမင်းစားမှာပဲကဲထမင်းစားမယ်ဆိုလည်းအရှိမစားပါလားလောင်းရဲ့တခုံထဲမှာနှစ်ယောက်လဲဆိုတော့မကျင့်ကြဘူးလားမကျက်ပါဘူးလောင်းကကိုကိုဘေးမှာပဲစားကြတာ ဒီနေ့မှဟင်းချက်လာမယ်။ဒါနဲ့လေလောင်ဟင်းချက်လိုက်ရတိုးတက်လာပြီတိလား။နောက်မှချက်ကြည့်မယ်။မချက်ပါနဲ့လောင်ဘော။ရှာတယ်ပြင်းမှန်းပါတယ်။မပြင်းမှန်းပါဘူးကိုကိုရဲ့အမှန်ဆိုလောင်ကနှစ်ရိုင်းနီးပါးဟင်းချက်လာ။မင်းညာကိုရီးယားကကြည်နေတဲ့အေးမွားလို့မချက်လာနိုင်မိတာကိုကိုရဲ့။အခုတော့ခေါင်းတွေကင်နေ။ ။အော်ဒါလည်းလေသိလား။ဟာတာပြောပြရအောင်ပဲ။ညာကိုရီးယားကကြည်နေဘိုက်စားလို့ဆိုပြီးတော့မိဖို့ခံနေဝင်လိုက်တာ။ဖေဖေကိုတရက်မှတ်ပြီးတော့လောက်အောင်မိသေးရဲ့သိလား။ဖြစ်ချင်တော့လောင်းကြည့်တာတရက်ကလေ။ခါတိုင်းဆိုဖေဖေကအဲ့ချိန်ဆိုအိတ်နေပြီလေဖေဖေလို့မထင်မနဲ့တရက်လို့ထင်မိသွားတာလောင်းတော့လက်တော့မှာပဲနော်အောင်အန်ကေကဘာလို့အိတ်မပြောတာလဲ ဒီမကောင်းဘူး။လောင်းလဲအဲ့လိုထင်နေဆိုပြီးမေးကြည့်လိုက်သေးရဲ့။မဟုတ်ဘူးတဲ့လေ။ဘာဖြစ်တယ်လို့ပြောလဲ။ဖေဖေကအသက်ကြီးပြီဆိုတော့ညဘက်တွေအိတ်မပြောအောင်လို့ပြောရပါပဲကိုကိုရဲ့။လောင်းအန်ကဲကအဲ့ညအိမ်ကိုဘယ်စင်တော့ပြန်အောင်တာလဲ။အဲ့တော့လောင်းတိကြမသိဘူး။ဘာလို့လဲကိုကို။အော် ။ဘာမှမဟုတ်ပါဘူး။တန်ကယ်ကညနေတဲ့အချိန်ဒီသူ့ရဲ့ဧည့်သည်တွေနဲ့တွေ့ရလားဆိုပြီးမေးကြည့်တဲ့သဘောပါ။ဟုတ်တယ်လားဟုတ်မှာပေါ့။ကိုတရားရောလာဝင်တော့အိမ်ကိုလာလိုက်ပြီသေးလားကိုတကဖေဖေသူ့ကိုဆူလိုက်ပြီဆိုတော့လာမတွေ့တော့အဲ့အားကြောင့်နေတူတယ်ဖေဖေအိတ်မပြောတာ ကိုဒီဟာကြောင့်လည်းပါလောက်တယ်။သူတပည့်ကခိုင်းတာကိုအတုံးကြအောင်မလုပ်နိုင်ဘူး။ဖေဖေစိတ်ဆင်းရဲနေရပါနေမှာ။အဲ့လိုဟောက်လောက်တယ်တော့ကိုကို။ဟုတ်ချင်ဟောပါပေါ့။လောင်ကတော့အဲ့လိုလိုပဲထင်တယ်။အစကတော့တတိမထားမိဘူး။ကိုကိုမင်းမှပဲတတိထားမိရော။ကျေးဇူးပဲတော့ကိုကို။ဖေဖေဘာကြောင့်အိတ်မပြောလဲဆိုတော့ကိုကိုမင်းလိုလောင်ကိုအဖြေရှာလို့ရသွားပြီ။ရပါတယ်လောင်ဝင်။ ကိုကတရားမမေးလိုက်တာပါ။ဘာဖြစ်ဖြစ်ပါကိုကိုမေးလို့လောင်းစဉ်းစားနေတဲ့အဖြစ်ရပါပြီလေ။အေးရောကျေးဇူးတရားမှာပဲ။ဟောအိမ်မှာလာဝဲဒီမိစားလိုက်တော့လေနော်။ဟုတ်ကောလောင်းအခုလောင်းဝနဲ့ကိုနဲ့ပြောတဲ့ကိစ္စတွေကိုအကဲကိုပြန်မပြောနဲ့နော်တော်ကြာမိသားစုအတွင်းရဲ့ကိစ္စတွေကိုသတိမပြောရဲဆိုပြီးတော့လောင်းဝအကဲစိတ်ဆိုးနေမှာပဲ ဟုတ်ကဲ့ပါကိုကိုရဲ့စိတ်ချပါအဲ့တော့တမင်းစားလိုက်တော့နော်ဟာကိုကိုလည်းစားရအောင်နော်ကန်တဲမှာလူတွေရှုံနေတာဟောမရဲ့အထဲမှာစားတာမဟုတ်ဘူးနနပြင်ပေးမှာပေါ့မဟုတ်ဘူးနနရဲ့တခါလီတော့လေဒီဝန်ထမ်းနေစားတဲ့ကန်တဲမှာလဲစားကျင်တယ်လေ အခန်းထဲမှာပဲစားရတာလဲကြာလာတော့ပိတ်လောင်နေလို့ခံစားရတယ်။အမနနာထပင်းတက်ယူလိုက်အောင်မယ်နော်။အမအင်းနနာထပင်းတက်ယူလိုက်အောင်မယ်နော်။ မမှုလို့ပါလားမမှုလို့ဘယ်ဝမ်းရောက်ကြရလဲအခုလေးနေရောက်ပါဟောလာကြပြီလားဒီတစ်ခေါက်ကိုဖုံးထည့်သွားတော့အဖွဲနဲ့တူလာကြရလားဟုတ်တယ်ဆရာမကြီးကျွန်တော်ဒီတစ်ခေါက်တော့မမှုလို့နဲ့ပဲလိုက်လာခဲ့ကြရလေဟိုဆရာမကြီးဟိုကားထဲမှာလူမဲ့ပစ္စည်းတွေပါလာသေးတယ်ဆရာမတွေသေခန်းလိုက်ပါမယ်ဆရာမအကူကြီးကြောက်အောင်ကလေးတွေမဟုတ်ရေးကျွေးမလားကိုဖုံးထည့်သွားကောင်ခွေစည်းထိုးပြီးမှပဲကျွေးလိုက်မကောင်းတာမမှု ဟိုကျွန်တော်လေးကလေးနဲ့ခဏတော့ဆုံးလိုက်ပါမယ်လေ။ဟုတ်။အဲ့ဆိုရင်ကျမကလေးတွေကိုကောက်ွယ်ဆေးထိုးဖို့အတွက်ပြင်လိုက်တော့မယ်။ကောင်းတာပဲ။ကဲကျမသက်ဆိုင်ရာနေရာကိုလိုက်ပြပေးပါမယ်။ဘာဆိုသွားကြရအောင်။အဲ့ဆိုကျမတို့သွားတော့မယ်နော်ကိုဖုံးထဲပါ။ဟုတ်ကဲ့မဟုတ်ဘူး။ကျွန်တော်လည်းကလေးရင်နဲ့ဆော့ပြီးသွားလို့ရှိရင်ကောက်ွယ်ဆေးထိုးမယ့်နေရာကိုလာပြီးတော့လောဟပေးပါမယ်။ဟာဟုတ်ကဲ့ကောင်းပါ။အဲ့တော့နောက်ကလည်းခဲ့နော်။ဟုတ်ကဲ့ပါမဟုတ်ဘူး။ဟုတ်။သွားကြရအောင်။ ကဲကလေးတို့ရေကလေးတို့စားဖို့အတွက်ဥကမုတ်တွေဝဲလာတယ်စားချင်တဲ့လူတန်းစီယေးပေါ်ရောသမားလားကြောက်ကြရတယ် ဟာမင်းပါလားအိုးဒီတစ်ခါလည်းတောင်းလန်တူဆော့ပြီးတော့တယ်နော်ဟုတ်တယ်အိုးသမီးလေးနဲ့တူတူဆော့နော်ဆော့ပေးပါတော့သမီးလေးကဟိုတစ်ခါဥကိုကြပြရွပြအောင်မလားအခုဒီတစ်ခါရောကြပြရွပြအောင်မလားရွပြပါဦးဥကဒီခါသမီးလို့တချင်းဆော့ပြအေးကောင်းပြီကွာဆိုပြမယ်ကွာပြီးလို့ရှင်ဟုတ်ပြီလားဟုတ်ကဲ့ဘုရားဒီနာခဏဆောက်နော်ရောရောရော ညော့กว่าကဲအကုန်လုံးရပြီเนาะကဲတချင်းဆိုပြရမယ်လားဟိုဘက်သွားမယ်ဟာတချင်းဆိုကနားထောင်ညင်သူလိုက်ခဲ့ဟာအများကြီးပဲအများကြီးပဲအများကြီးပဲလာသွားမယ်ကလေးလာကြတော့မှာဒေါက်တာအားလုံးစင်တယ်မယ်မို့ ။哦，我嘛表演所以呢，咱们来加。谁都加呗。ကိုဘုံတဲ့ဘာလဲရောက်လာပြီလားဟုတ်တယ်မမကလေးပါတခါလေးခေါ်လာလိုက်ပြီလေအိုးဒါနဲ့မိတ်ဆက်ပေးဖို့မေ့နေတာကိုဘုံထဲဝါဒါကဒေါက်တာချယ်ရီဟန်နဲ့ဒေါက်တာ तू ကကိုဘုံထဲဝါလေပရိတ်အဖွဲ့မှာတက်ကြလှူရှားသူကြီးပေါ့ဒေါက်တာအတွေ့ရဝမ်းသာပါခင်ဗျာဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ် ။ခင်ဗျာမူကလေးတွေစုံပြီဆိုရင်စိတ်ထုတ်လိုက်မယ်လေ။ဟုတ်ကဲ့တော်ဗျာ။အော်မင်းစိတ်။အေးပါတာလေးလား။ဟာဒီနောက်လားဒီနောက်လားဒီနောက်။โอเคနောက်တော့ခဏလေးတီးခတ်နော်။ခဏလေးတီးခတ်နော်။ဘရာဗိုဘရာဗိုโอเคနောက်တရား ဘရာဘိုတာမေကဲသမီးလေးလာစိတ်ထုတ်လဲရောက်ပြီလာအမ်တော့ကြောင်းဘာဖြစ်လို့လဲသမီးလေးရဲ့နာမဆိုးလို့လားဆ iam မကဖြည်းဖြည်းလေးထိုးပေးမှာလုံးဝမနာစီရအောင်စိတ်ချနော်လာအမ်တော့ကြောင်းစဲတော့ရဲ့နာမထိုးလိုက်ပါသမီးရဲ့လိမ့်မာပါတယ်အမ်တော့ကြောင်းဆ iam မကသမီးကျမ်းမှာကောက်ကောက်စိတ်ထိုးပေးမှာသွားလိုက်နော်သမီးအမ် လာပါသမီးလေးကလုံးဝမနာစေရအောင်နော်လာလာပါမလို့ရင်ကြောက်တယ်လာသမီးလေးလာဆေးထုတ်မယ်လားလာပါသမီးရဲ့နေမှာပါလေနော်လာတော့သမီးလေးကဆေးမထိုးချင်ဘူးမလားဟုတ်တယ်ဗျအေးသူကဘာဖြစ်သမီးလေးဆေးရမ်းထိုးနေတယ်နော်သမီးလေးဦးပြောတာတရားနာတော့ကြားလားဟုတ်ဦးသမီးလေးဆေးမထိုးလို့ရှိရင်နေမကောင်းဖြစ်နေမယ် နေမကောင်းဖြစ်လို့ရှင်ဒီတဲ့ကြီးရဲ့အဲ့လီနဲ့တို့ရှင်တမီးလေးပူပြီးတော့နာမှာနော်တမီးလေးဟုတ်လို့လားအူဟုတ်တာဗောတမီးလေးရဲ့တမီးလေးကတတိရှိတယ်ဆိုတတိရှိတဲ့ကလေးဆိုတာကစိတ်ထူးကမကြောက်ရဘူးတမီးလေးရဲ့တမီးလေးစိတ်မထူးလို့ရှင်နေမကောင်းဖြစ်လိမ့်မယ်နော်ဟုတ်အဲ့ဒါဆိုတမီးလေးကစိတ်ထူးမှာမလားအေးလိမ်မလိုက်ရတမီးလေးကတမီးလေးစိတ်ထူးပြီးလို့ရှင်ဦးကမုတ်ကျွေးမယ်နော်ကြားလားအေးလားစိတ်ထူး ကဲကျန်တဲ့ကလေးတွေရောဥကဆေးထိုးပြီးလို့ရှိရင်တောက်သမီးတို့မုတ်ကျွေးမယ်တက်တိရှိတဲ့ကလေးဆိုတာမငိုးရအောင်နော်ကြားလားအေးဒါပဲကဲကဲကဲဘာဖို့ဒါပဲအေးနောက်တရား